င်ကပြီတိုယောဂဝေဒနာရှင်တယောက်ဖြစ်နေခဲ့မယ်ဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်တင်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော်ကပြီတိုယောဂရှင်တယောက်အနေနဲ့အန်ရရှိတဲ့ပြီတိုယောဂလက္ခဏာ 14ချက်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ video file လေးကိုအဆုံးထိကြည့်ပေးပါအားလုံးမင်္ဂလာပါ။ကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးမဲ့ဖြစ်ပါတယ်။အဲ့တော့တွေးတွေးရောပါဖြစ်ပြီဆိုလို့ရှိရင်အများကြီးလက္ခဏာမပြတတ်ဘူး။ဒါပေမဲ့အခုကျွန်တော်ပြောပြမဲ့လက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါဒီအနေရရှိတာဖြစ်ကောင်းဖြစ်နိုင်တယ်။အချက်ပေါင်းများစွာနဲ့ကိုက်ညီနေပြီ။လင်္ကာချက်ကိုက်ညီနေပြီ။ပြီးတော့တွေးပေါင်းတွေလည်းအရန်တက်နေပြီ။ချိန်ကြီးလိုက်မှာအရန်များနေပြီဆိုလို့ရှိရင်ဒါဒီအနေရရှိပါတယ်နော်။အဲ့တော့ပထမဆုံးချက်အနေနဲ့ကကြတော့ခေါင်းအရန်ကိုက်တာဖြစ်ပါတယ်။ အကြလုံးမဟုတ်ဘူးအရန်ကောင်းတွေကြိုက်လာတယ်နော်ပြိပထနာကြိုက်လာတယ်ဘာမှမလုပ်နိုင်တော့ကြိုက်လာတယ်ဆိုရင်ဒါသည်ကျွန်တော်တို့သွေးတို့ယောဂါအကြောင်းအသွေးရက်တက်ပြီးတော့အုံနောက်သွေးကြောင်းပေါက်သွားတာဖြစ်နိုင်ပါတယ်အရင်တစ်ခါမှဒီလိုမျိုးမကြိုက်ဘူးပြိပထနာကြိုက်တယ်အုံနောက်သွေးကြောင်းပေါက်သွားတာဖြစ်နိုင်ပါတယ်ဆေးရုံအပြန်သွားဖို့လိုအပ်ပါတယ်နောက်တစ်ခုဒုတိယအချက်အနေနဲ့ကကြာတော့ဒီမျက်လုံးကြည့်လို့မကောင်းတာဖြစ်ပါတယ်အဲ့တော့မျက်လုံးကကြည့်လိုက်ဝါးနေတယ်ရုပ်တရက်ပုံရင်းနှစ်ထပ်မြင်တယ်အာလူတစ်ယောက်ကြည့်လို့ရှိရင်နှစ်ယောက်မြင်နေတယ် ဆိုလို့ရှိရင်ရုတ်တရက်မျက်စိကွယ်သွားတယ်မျက်စိမမြင်တော့ဘူးဒါဆိုလို့ရှိရင်အုံနောက်ထိကြိုက်တာဖြစ်နိုင်တယ်ကိုရန်တုံးပြီးတော့အုံနောက်ထိကြိုက်တာဖြစ်နိုင်တယ်မျက်လုံးထိကြိုက်တာဖြစ်နိုင်ပါတယ်နော်အဲ့တော့ဒါလည်းအနည်းရှိတယ်ဆရာောင်းနဲ့ချက်ချင်းပြဖို့လိုအပ်တယ်နောက်တစ်တရက်ချက်ကကြတော့ရင်မအောက်တာဖြစ်ပါတယ်အဲ့တော့ကျောင်းနဲ့ရင်နဲ့ညှက်ပြီးတော့အောက်မယ်ရင်ဘက်ရဲ့အလေတဲတဲကအောက်မယ် ရဲထဲမှာတင်းကျပ်ကျပ်ကြီးဖြစ်နေမှာဆိုရင်ဒါဒီသူ့အရာတိုးပြီးတော့နှလုံးထိကြိုက်သွားတာဖြစ်နိုင်ပါတယ်နော်နှလုံးသွေးကြောပိတ်သွားတာနှလုံးကြွက်တာပြက်စီးတာဖြစ်နိုင်ပါတယ်အဲ့တော့လေးခုမြောက်ချက်နေတဲ့ကကြတော့မောတာဖြစ်ပါတယ်เนาะအဲ့တော့ရုတ်တရက်မောလာတာဖြစ်နိုင်တယ်နည်း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 မောပြီးတော့ရုတ်တရက်မောလာတာမျိုးလည်းဖြစ်နိုင်တယ်ဘာကြောက်ပဲမောမောအရန်မောလာပြီးရေနစ်တလို့မောလာပြီးဆိုလို့ရှိရင်ဒါသည်သွေးရန်တိုးပြီးတော့အဆုတ်သေးရေဝင်တာဖြစ်နိုင်တယ်အဆုတ်ထိကြိုက်သွားတာနှလုံးထိကြိုက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။နောက်တဲ့အချက်တစ်ခုကကြတော့ခရောင်ကဏ္ဍပြောတာဖြစ်ပါတယ်။အဲ့တော့ရုပ်ပြကြီးသတိမဲ့သွားတယ်ခရောင်ကဏ္ဍနေပြောတယ်ဒါဆိုလို့ရှိရင်အုံနောက်သွေးကြောပေါက်သွားတာဖြစ်နိုင်တယ်။သွေးရံတက်ပြီးတော့ဖြစ်သွားတာဖြစ်နိုင်တယ်နော်။အဲ့တော့ဆောင်နဲ့ချစ်ချင်းပြဖို့လိုအပ်တယ်။ဆေးရုံအပြန်သွားဖို့လိုအပ်တယ်။နောက်တဲ့အချက်တစ်ခုကကြတော့ဒီခနာကိုတချမ်းပေါ့နော်။ဘယ်ဆိုလဲဖင်ညာဆိုလဲညာ။အဲ့ခနာကိုတချမ်းကမလှုပ်နိုင်တာ။အာနေသွားတာ။လှုပ်ရှားလို့မကောင်းတာ။ထုံတာကျင်တာဒါမျိုးတွေဖြစ်ပါတယ်။ဒါစီအုံနောက် ထိခိုက်တဲ့လက္ခဏာဖြစ်တယ်။တွေးရန်တိုးပြီးတော့လေဖြတ်တာလေဖြန်းတာလက္ခဏာဖြစ်ပါတယ်နော်။နောက်တစ်ချက်တစ်ခုကကြတော့တက်သွားတာဖြစ်ပါတယ်။ဒါကကြတော့တွေးရန်တိုးပြီးတော့ဥနောက်သွေးကြောပေါက်သွားတဲ့အခါမျိုးမှာတက်သွားတာမျိုးဖြစ်နိုင်တယ်။ဥနောက်ထဲမှာဒါဖိအားတွေအများများလာလို့ဖြစ်ပါတယ်နော်။နောက်တစ်ချက်တစ်ခုကကြတော့ဒီ bite out တာဖြစ်ပါတယ်နော်။အဲ့တော့ဒီ bite ရုတ်တရက်အောက်တာဖြစ်ပါတယ်။သို့မဟုတ်ဒီခါရဲ့အနောက်ပေါ့နော်။ခါအနောက်အလက်တက်တက်ကနေရုတ်တရက်အောက်တာဖြစ်နိုင်တယ်။အဲ့တော့အကောင်ကနေရုတ်တရက်အောက်သွားတယ်။ ဒါဒီဘာကြောင့်ဖြစ်နိုင်လဲဆိုရင်သွေးအရတက်လာတဲ့အခါမျိုးမှာဒီခန္ဓာကိုယ်မှာရှိတဲ့ iota လို့ခေါ်တဲ့သွေးနှုတ်ကြောင်းမကြီးရှိတယ်။အဲသွေးနှုတ်ကြောင်းမကြီးထိကြိုက်သွားတာပျက်စီးသွားတာကြောင့်ဖြစ်နိုင်တဲ့အနေအရရှိရဲဆေးရုံချက်ချင်းသွားဖို့လိုအပ်တယ်။အဲ့လိုမျိုးသွေးနှုတ်ကြောင်းမကြီးပျက်စီးသွားလို့ရှိရင်ဒါ bite out တက်တယ်။သို့မဟုတ်ဒီခါအနောက်ပေါ့နော်။ဒီနောက်ကြောအလဲတက်တဲ့လောက်ကအောက်တက်တယ်။အနောက်အချက်တစ်ခုကကြတော့ပြုတ်လာအန်တာဖြစ်ပါတယ်။အဲ့တော့စတိုက်ပြုတ်ပဲစတိုက်အန်နေမယ်ဆိုရင်ဒါဒီအောက်နောက်သူရောပေါက်သွားတာဖြစ်နိုင်တယ်။သူရန်တိုးလို့ ဖြစ်ပါတယ်။ အဲနောက်ထပ်အချက်နေနဲ့ပြောမယ်ဆိုရင်တော့ဒါစီးထွက်နည်းသွားတာဖြစ်ပါတယ်เนาะစီးကနည်းသွားတယ်စီးလုံးဝမထွက်တော့ဘူးဒါဆိုလို့ရှိရင်သွေးအရန်တက်ပြီးတော့ကြောက်ကက်ထိကဲ့သွားတာကြောင့်ဖြစ်နိုင်ပါတယ်ဒါတည်းအောင်မှနှလုံးခုန်လုံးမြန်တာရင်းနေတုံလာတာနှလုံးခုန်လုံးမမှန်တာဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဒါစီသွေးအရန်တက်ပြီးတော့နှလုံးထိကဲ့သွားတဲ့အခါမှာဖြစ်နိုင်ပါတယ်အဲပြီးတော့ဒီနှာခေါင်းသွေးရှန်တာပေါ့เนาะနှာခေါင်းသွေးရှန်တယ်သူမတဖုံးသွေးယူတယ်အဲတမုန်းနဲ့လည်းသွေးထွက်လာတယ်နှာခေါင်းနဲ့လည်းသွေးထွက်လာတယ်ချက်ချင်းမတိတ်ဘူး ော့သူ့ရဲ့ချင်းကြီးလိုက်တယ်တိမောင်နေအရန်တက်နေတယ်ဒီလိုမျိုးကြောင့်လေဒါဒါဆိုလို့ရှိရင်ဒါချင်းကြီးလိုက်တဲ့အခါမှာအဲ့လိုမျိုးမတိတ်တာဇတိုက်ဖြစ်နေခဲ့မှာဆိုရင်သူ့ရဲ့တက်နေတာမျိုးကြောင့်ဖြစ်နိုင်တယ်အဲ့တော့သူ့ဘောင်လည်းကျွန်တော်ကဒါချဖို့လိုအပ်ပါတယ်เนาะဒီနှာခေါင်းကိုလည်းတွေးတက်အောင်တဖုံးလည်းတွေးတက်အောင်လုပ်ဖို့လိုအပ်တယ်အဓာပြုံမှာဒီနှလုံးတွေမှာဖောနေမယ်ဆောက်တွေဖောနေမယ်เนาะဒီမျက်နှာကြီးပြည့်နေမယ်ဖောင်းနေမယ်ဆိုလို့ရှိရင်ဒါတွေတွေးရန်တိုးလို့ကြောက်ကပ်ထိကြိုက်သွားတာဖြစ်နိုင်တယ်เนาะအဲ့နောက်ဆုံးအချက်အနေနဲ့ပြောမှာဆိုလို့ရှိရင်တော့တွေးပါအောင်ချိန်ကြီးလိုက်တယ်ပေါ့ တော့ပေါ်သေးတာ180အောက်သေးတာ120နှစ်အထက်ဖြစ်နေခဲ့မှဆိုရင်ဒါဒီဈေးရုံဈေးကဆောင်းနဲ့ချက်ချင်းပြဖို့လိုအပ်တယ်အော်ဒီပေါ်ချင်းကြည့်လိုက်လို့အဲ့လောက်ဖြစ်နေပြီပြီးတော့ရှင်းမှာကျွန်တော်ပြောတဲ့လက္ခဏာတော်တော်များများလည်းဖြစ်နေပြီဆိုရင်တော့သိကြတယ်အနည်းရှိတယ်အများများတော့မဟုတ်ပါဘူးကျွန်တော်နော်ဒီပေါ်ချင်းကြည့်လိုက်တယ်ပေါ်သေးတာ180အောက်သေးတာ120အဲ့ချိန်မှာလောကသတိလက်နေတယ်ဒါဒီအနည်းရှိတယ် ွေးရန်တိုးပြီးတော့အုံနောက်သွေးကြောပေါက်သွားတာဖြစ်တဲ့အရေးပေါ်ကုသမှုခံယူရမှာဖြစ်ပါတယ်เนาะအဲ့တော့အခုကျွန်တော်ပြောသားတဲ့ချက်တွေကတွေးရောဂါဝေဒနာရှင်တွေတွေးရောလက္ခဏာအရေးကြီးတဲ့အချက် ဆက်လက်ချက်ပဲဖြစ်ပါတယ်เนาะဗီဒီယိုဖိုင်လေးကိုအဆုံးအထိကြည့်ပေးရအတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်အဲကျွန်တော်ရဲ့ channel လေးကနေပြီးတော့အခုလိုမျိုးဒါဘူသူရဖြစ်ဖွယ်ကျမရဲ့ပညာပေးဗီဒီယိုဖိုင်လေးတွေကိုအမြဲတက်ဆက်ပေးနေရဖြစ်ပါတယ်ဒါကြောင့်မလို့စောင့်မျှော်အားပေးကြပါ channel လေးကို subscribe လုပ်ရသေးသလိုရှင်လေး subscribe လုပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်